ကွင်လွန်သွားပြီဖြစ်တဲ့တေယုဆောင်သူအကြောင်းပြောလာခဲ့တဲ့တေယုဆောင်ဒန်ဟီလာအလုံးမဲမင်္ဂလာပါပရိသတ်ကြီးရှင်အခုဆိုရင်အမှုပညာလုပ်တွေမှာအကောင်းဆုံးကြိုးစားနေတဲ့တေယုဆောင်ဒန်ဟီလာကတော့အခုဆိုရင်သူကြောင့်အစမကောင်းဖြစ်နေရတယ်လို့ဆိုပါရယ်မမျော်လင့်မဲကွယ်လွန်သွားပြီဖြစ်တဲ့တေယုဆောင်သူကြောင့်အလုံးကအစိမ်းမကောင်းဖြစ်နေကြရပြီးတဲ့နောက်အနုပညာအတိုင်းဝိုင်းကလူတွေကလည်းသူကွယ်လွန်သွားတဲ့ပုံမှာဝန်းနေနေကြပါဗျ။ တယောက်ဆောင်သူကတော့ကလေးတယောက်ဆောင်ကလေးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တာဖြစ်ပြီးလူကြီးတယောက်ဆောင်နေနဲ့ပါအမှုပညာလုပ်လေးတွေမှာအောင်မြင်မှုကိုရရှိခဲ့တာပါအခုဆိုရင်သူကမနက်6နာရီခန့်ကအကွင့်လွန်သွားခဲ့ပြီးဖြစ်ပါတယ် အခုလိုတည်နေတွေကြောင့်လည်းပြည်သက်တွေကသူကိုစိတ်မကောင်းဖြစ်နေကြပြီးဆူတောင်းပေးနေကြပါတယ်။တရုတ်ဆောင်သူကတော့မကြသေးမိကမမေချိုဇလန်တွေနဲ့ပြည်သက်တွေရဲ့ယင်းတွေကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့အသူပါဝင်ရိုက်ကူးထားတဲ့ယောက်ျားကောင်းအတောင်နှစ်ဆယ်ရုပ်ရှင်ဇာတ်ကားကြီးကလည်းအကယ်ဒမီဇာတ်တင်စီးရင်ဝင်ခဲ့တဲ့သူဖြစ်ပါရဲ့ရှင်။ ။တရားဆောင်တရင်လာကတော့အခုလိုထူးကွယ်လွန်သွားတဲ့အပေါ်မှာအခုချိန်ထိမယုံကြည်နိုင်သေးဘူးလို့ဆိုပါရယ်။တရားဆောင်တရင်လာကတော့သူနဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောပြထားပါရယ်။တရင်လာကသူ့ရဲ့တရင်ကြကြချင်းမှပဲစိတ်မကောင်းဖြစ်ခဲ့မိတာပေါ့နော်။သူကကားအက်ဆီဒန့်ဖြစ်တဲ့အချိန်နေမကောင်းမှုတဲ့။ဆရာဝန်ကလည်း90 90ပြောရယ်ဆိုတော့စိတ်ထဲမှာတော့သူ့အတွက်ဆူတောင်းပေးနေတာပေါ့။ ။သွက်စိတ်ထားကောင်းတဲ့သူပါတငယ်ချင်းပြန်ဆေးပြေးသွားမှနေကောင်းသွားမှလို့တွေးနေမိပေမဲ့သူအခုလိုဖြစ်သွားတော့အရန်ကိုဝန်းနေမိပြီးကိုကကိုရာမယုံနိုင်ပဲဖြစ်ခဲ့ရပါတယ်ဆိုပြီးတော့တရုတ်ဆောင်တိုင်လာကပြောပြလာခဲ့တာဖြစ်ပါတယ်ရှင်။ တရားဆောင်သူကတော့တရားဆောင်ကောင်းပြီးပြပြနေတက်ကစိတ်ထားလဲကောင်းတာကြောင့်ပြည်သက်တွေကရောအမှုပညာအတိုင်းဝိုင်းကလူတွေကပါသူ့ကိုအားပေးချစ်ခင်ကြပါတယ်သူကတော့ကလေးတရားဆောင်ဘွားကလေးကပြည်သက်တွေရဲ့အားပေးမှုတွေကိုအပြေအဝါရရှိခဲ့တဲ့သူတယောက်ပါမမျှော်လင့်မဲ့ထူဆုံသွားတဲ့တဲ့င်လေးကတကယ်ကိုစိတ်မကောင်းစရာဖြစ်ခဲ့ရကပြည်သက်တွေရဲ့ရင်ထဲကိုဟာသွားစေခဲ့ပါတယ်အခုလိုရုပ်တရက်ွယ်လွန်သွားခဲ့တဲ့သူအပေါ်မှာတရားဆောင်တရင်လာကသူ့အနေနဲ့မယုံကြည်နိုင်တွေဖြစ်ခဲ့ပြီး Facebook တွေပေါ်မှာဝင်ကြည့်ခဲ့မိကြောင်းတကယ်ဆုံးသွားပြီဆိုမှပဲအဲ့ဒီပေါ်မှာယုံကြည်လက်ခံခဲ့မိတယ်လို့ဆိုပါရစေ။ သူကတော့ TikTok ပေါ်မှာလည်းဗီဒီယိုလေးတွေနဲ့ပရိသတ်တွေရဲ့အားပေးသဘောကျမှုကိုရရှိထားတာပါအနုပညာလုံးလေးတွေနဲ့အောင်မြင်နေတဲ့အချိန်မှာပဲသူကအခုလိုရတရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးအလုံးကမယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။တေယောဆောင်တရင်လာကတော့သူကအရန်တော်ပြီးသူကအသက်လဲငယ်သေးတယ်။အခွင့်လန်းတွေကလည်းအများကြီးရှိတယ်။ငငယ်နဲ့အခုလိုဖြစ်သွားတော့အရန်ကိုနှမျောရတယ်လို့လည်းမီဒီယာတွေကနေထုတ်ပြောလာခဲ့ပါတယ်။အခုလိုရတရက်ကွယ်လွန်သွားပြီးဖြစ်တဲ့သူကတော့သူ့အနေနဲ့နှုတ်မဆက်ချင်ပါဘူး။ရှင်ထဲမှာမြေဆဲရှိနေမှာပါလို့တေယောဆောင်တရင်လာကပြောပါတယ်။ ။ဒီဥဆောင်တရင်လာကတော့ကွယ်လွန်သွားပြီဖြစ်တဲ့တငယ်ချင်းဖြစ်သူသူအပေါ်မှာစိတ်မကောင်းဖြစ်နေပြီးတော့တငယ်ချင်းဖြစ်သူအတွက်ဆူတောင်းပေးနေပြီးသူရဲ့ခံစားချက်လေးတွေကိုလည်းမျှဝေပေးလာခဲ့ပါရတယ်။သူကတော့အမှုပညာလုပ်လေးတွေမှာအများကြီးအောင်မြင်လာအောင်မဲ့အခွင့်အရေးတွေရှိနေပြီးမြဲလေအခုဆိုရင်အားလုံးကိုအပီးတိုင်နှုတ်ဆက်ကာလူလောကကြီးတဲ့ကနေထွက်ခွာသွားခဲ့ပါပြီ။ ။ပရိသတ်တွေကတော့သူကိုအမြဲတမ်းအမှတ်ရနေကြမှာပါ။တေဥစံတေလာကတော့သူကစိတ်ထားကောင်းပြီးပျော်နေတတာကြောင့်သူ့အနေနဲ့ကောင်းရမွန်ရာကိုရလိမ့်မယ်လို့ယုံကြည်ကြောင်းပြောပြထားပါရယ်။အခုဆိုရင်အမှုပညာတာဝန်ကားတွေကတေဥဆောင်သူကိုစိတ်မကောင်းဖြစ်နေကြပြီးဆူတောင်းပေးနေကြပါရယ်။မေချိုဇလန်တွေနဲ့ပရိသတ်တွေရဲ့ယင်းတွေကိုပြန်လဲရရှိလာခဲ့တဲ့သူကိုတော့ပရိသတ်တွေအားလုံးကအမှတ်ရနေကြမှာပဲဖြစ်ပါရဲ့ရှင်။